Hello everyone အားလုံးမင်္ဂလာပါ Egenotion Channel ကနေပြန်လည်ဆွေးနွေးလိုက်ပါတယ်ဒီနေ့သင်္ကန်းသားဗီဒီယိုမှာတော့ဘယ်လိုပဲကိုအခြေခံနဲ့ခုမှစတင်လေ့လာသူတွေအတွက်အသုံးဝင်မယ်သူဒီတော်ရင်တစ်ခုကို step by step ဆွဲပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကပုံနေဆွဲတော့မယ်ဆိုလို့ရှိရင်အရင်ဆုံး fine new down ပေးရမယ် fine new down မှုတွေ keyboard မှာရှိတဲ့ control နဲ့ and ကိုတွဲနေပါအဲ control and ကိုနှိပ်ပြရတယ်ကျွန်တော်တို့က template တွေကြာလာတယ်ကျွန်တော်ကဒီနေ့သင်္ကန်းသားဗီဒီယိုမှာ ် unit တွေကိုကျွန်တော်က inch လက်မှတ် file နဲ့ဆွဲကြပြီးတော့မှဖြစ်တဲ့အတွက်ကျွန်တော် acat ကို click ချနိုင်မယ်အ acat ကို click ချနိုင်ပြီးရင်ကျွန်တော် open ကိုနှိပ်ပါဒါဆိုရင်ကျွန်တော်တို့ file new တောင်းပြီးသွားပြီးဖြစ်ပါတယ် file new တောင်းပြီးပြီဆိုတာနဲ့ကျွန်တော်ကဒီ torrent file ကိုဘယ်နေရာမှာသွားစေမလဲဆိုတာကျွန်တော်တို့ကလမ်းကြောင်းရေးပြရမှာဖြစ်ပါတယ်ကျွန်တော် file save ဖို့အတွက်ကျွန်တော် application pattern ပေးမှရှိရမြောက်ကိုလေးချက်နေမယ်။ application pattern ပေးရမြောက်ကိုနှိပ်ပြန်ကျွန်တော် save ဆိုတာကိုထပ်နှိပ်ပါ။ save ကိုနှိပ်ပြရတယ်ကျွန်တော်တို့ကဒီ torrent file ကိုဘယ်နေရာမှာသွားသိမ်းမလဲဆိုတော့ကျွန်တော်ကအာတက်တက်မက်မက်လမ်းကြောင်းရေးပြရမှာဖြစ်ပါတယ်ကျွန်တော်တကယ်လို့ download လို့ document တွေမှာသွားပြီးတော့ဒီ file ကို save မိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ computer file က window ပြတ်သွားတာနဲ့ကျွန်တော်တို့ဒီ torrent file ကလည်းပြတ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်က computer တွေက data သိမ်းနေ drive တကူတွေမှာတက်တက်မက်မက်သိမ်းမိထားမှာဖြစ်ပါတယ် file name ကို 2d basic torrent လို့ပေးလိုက်မယ်ဒီကျွန်တော် format ကိုလည်းကျွန်တော်တို့က AutoCAD 2010 DWG ကိုကျွန်တော်အနေနဲ့ရေးပေးထားလိုက်မယ် ကျွန်တော်တို့ကဒီ Dorian file ကို AutoCAD 2020 version နဲ့ဆွဲထားပေးမယ်လေ AutoCAD 2020 version ကစပြီးတော့ကျွန်တော်ဒီ Dorian file ကိုဖွင့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်က file name လေးပေးပြီးပြီကျွန်တော် file type တွေလည်းရွေးချယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က save ဆိုတာကိုနှိပ်ရပါဒါဆိုရင်တော့ကျွန်တော်ဒီ Dorian file ကိုဘယ်မှာသွား save မလဲဆိုတော့ကျွန်တော်တို့ကလမ်းကြောင်းရေးပြီးသွားပြီဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ပုံလေးဆွဲတဲ့အခါမှာကျွန်တော် grid line နဲ့ကျွန်တော်တို့ကမျက်စိရှုပ်မနေအောင်လို့ကျွန်တော် grid mode ကိုကျွန်တော် off ပေးထားပါပြီးကျွန်တော်တို့က auto လေးကို on ပေးထားပါ ကျွန်တော်က file new လေးတောင်းပြီးသွားပြီဒီ join file ကိုဘယ်မှာသွားစေမလဲဆိုတော့လမ်းကြောင်းလေးရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်ကပုံနေစဆွဲလို့ရပါပြီပေါ်ကျွန်တော်တို့ကပုံနေဆွဲတဲ့အခါမှာ file save ဘန်းနေစပြီးတော့ဆွဲမလဲဆိုတာကတော့ကျွန်တော်တို့စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ကျွန်တော်ကတော့ဒီဘက်မှာရှိတဲ့ကျွန်တော်တို့က cycle လေးနှလုံးကိုအရင်ဆွဲမယ်နောက်အတွင်း cycle ကျွန်တော် diameter တန်ဖိုးက1 inch နောက်အပြင် cycle ရဲ့ကျွန်တော် diameter တန်ဖိုးက2 inch 1 inch နဲ့2 inch ရှိတယ်ကျွန်တော်က cycle နှလုံးကိုအရင်ဆွဲမယ် နော်ဗျာစာကရေးဆက်ဖို့အတွက်ကျွန်တော်က comment box မှာ C and ကျွန်တော် C and account ပြရတယ်ကျွန်တော်တို့က sender point ကြမယ် sender point sender point ကြပြရတယ်ကျွန်တော်တို့ကဒီစာကလေးကို diameter တန်ဖိုးနဲ့ဆွဲမှာဖြစ်တဲ့အတွက် D and D and account ပဲပြီးကျွန်တော်တန်ဖိုးထည့်မယ် demo 1 inch and ပြီးရင်စာကတူကိုကြံယူမယ် sender point ကြမယ် sender point ကြပြရင်ကျွန်တော်က diameter တန်ဖိုးနဲ့ဆွဲမှာဖြစ်တဲ့အတွက် D and D and account ပြရတယ်ကျွန်တော်က diameter တန်ဖိုးထည့်မယ်ကျွန်တော်အချင်းစာကရဲ့ diameter တန်ဖိုးကကျွန်တော်2 and ။ဒါဆိုရင်တော့ကျွန်တော်ဒီစာကင်နှလုံးဆွဲပြီးသွားပြီဖြစ်ပါတယ်။ဒီစာကနှလုံးဆွဲပြီးရတယ်ကျွန်တော်ဒီစာကရဲ့ center point ရတယ်ကျွန်တော်ဒီစာကရဲ့ center point အကွာအဝေးရကျွန်တော်3 inch ဖြစ်ပါတယ်ကျွန်တော်3 inch ချီရကျွန်တော် line အကြောင်းအရင်ဆွဲမယ် line 2ကို you may line first point ကိုကျွန်တော်ဒီစာကရဲ့ center point မှာကြာမယ် first point point ကြာပြီးရတယ်ကျွန်တော်သွားခြင်းတဲ့ဘက်ကို direction ကြာမယ် direction ကြာပြီးကျွန်တော် demo ထည့်မယ်3 inch under command ထွက်မယ်ဆိုတော့ sk ကျွန်တော်ကဒီမှာ3 inch ရှိရကျွန်တော် line အကြောင်းဆွဲပြီးသွားပြီ line အကြောင်းဆွဲပြီးရတယ်ကျွန်တော်က ဒီအလဲမှာရှိတယ်ကျွန်တော်စာကင်နှလုံးဆွဲပေးရမယ်။နော်ဒီအတွင်းစာကင်ရဲ့ကျွန်တော် diameter တန်ဖိုးက3 inch ချက်။နော်ဒီအကျဉ်းစာကင်ကိုတော့ကျွန်တော်တို့ radius တန်ဖိုးနဲ့ပေးထားတယ်2 inch ချက်ဖြစ်ပါတယ်။စာကင်ရေးဆွဲဖို့အတွက် C under ပြန်နဲ့ခောက်ပြန်နဲ့ line end point မှာကျွန်တော် center point ကြမယ်။ center point ပြင်ကျွန်တော် diameter တန်ဖိုးနဲ့ဆွဲမှဖြစ်တဲ့အတွက် D under diameter တန်ဖိုးက3 inch ချက် under ဘာဖြစ်စာကင်နှလုံးဆွဲဖို့အတွက် C under ပြင်ကျွန်တော် center point ကြမယ်။ center point ဆနာပွင့်ကြပြီရနဲ့ဒီစာကေကိုတော့ကျွန်တော် radio demo နဲ့ဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော် demo တန်းထည့်လိုက်အောင်ပါပဲ radio demo 2 inch under အဲဆိုရင်တော့ကျွန်တော်အလယ်မှာရှိတယ်ကျွန်တော်စာကေနှလုံးဆွဲပြီးသွားပြီဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒီဘက်မှာရှိတယ်ကျွန်တော်စာကေနှလုံးထပ်ဆွဲရမယ်ကျွန်တော်ကဒီစာကေတွေရဲ့ကျွန်တော်ဆနာပွင့်ကနေပြီးတော့ wind direction တိုင်းတော့2 inch လမ်းကြောင်းဆွဲမယ် ဒီလိုရှိရင်ကျွန်တော်ဒီ line ရဲ့ end point ကနေပြီးကျွန်တော် h တာလဲရှင်အတိုင်းကျွန်တော်တရင်ချက်ဒိုင်ဂျွန်ထပ်ဆွဲပေးရမယ်ကျွန်တော်ဒီဘက်မှာရှိရဲ့ circle နှလုံးရဲ့တန်ဖိုးနဲ့ဒီဘက်မှာရှိရဲ့ circle ရဲ့တန်ဖိုးတွေကတူတူပဲဖြစ်တဲ့အတွက်ဒီဘက်မှာရှိရဲ့ကျွန်တော် circle နှလုံးကို copy ပွားပြီးတော့ကျွန်တော်ဒီဘက်ကိုသွားရွှေ့လိုက်မယ် line command ကိုအသုံးပြုဖို့အတွက်ကျွန်တော် l enter enter copy ရနဲ့ကျွန်တော် first point ကြမယ် first point ပြီးကျွန်တော်သွားခြင်းတဲ့ဘက်ကို direction ကြမယ်တန်ဖိုးထဲမှာ2 inch 2 enter ပြန်ကျွန်တော်က h တာလေရှင်အတိုင်းကျွန်တော်ကနောက်ထပ် line ကြောင်းဆွဲမယ် 3 inch and command ထွက်မယ်ဆိုတော့ sk ဒီဘက်မှာရှိတဲ့စာကဲနှလုံးတွေရဲ့တန်ဖိုးတွေနဲ့ဒီဘက်မှာဆွဲရမယ်စာကဲတွေရဲ့တန်ဖိုးတွေအတူတူပဲဖြစ်တဲ့အတွက်တော့ဒီဘက်မှာရှိတဲ့စာကဲနှလုံးကိုကျွန်တော်က copy command ကိုအသုံးပြုပြီးတော့ copy ပွားမယ် copy command ကိုအသုံးပြုလို့လည်းကျွန်တော် command box မှာ co and in object ကို select မှတ်မယ် select object select object and နော် base point ကိုကျွန်တော် center point မှာတင်မယ် center point ပြီးရင်ကျွန်တော်ထားနေတဲ့နေရာမှာ click ရှက်ကြမယ် command အထွက်မှာဆိုတော့ escape တော့ဒီအဆင့်ကြီးဆွဲပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ line တွေကမလိုအပ်တော့တာဖြစ်တဲ့အတွက်ကျွန်တော် line တွေကိုဆက်လက်မှတ်ပြီးတော့ delete key နဲ့ပြန်မယ် color object color object color object delete နောက်စာကလေးဆွဲပြီးသားပြီဆိုရင်တော့ကျွန်တော်ဒီဘက်မှာရှိတဲ့စာကလေးကိုကျွန်တော် line comment အသုံးပြုပြီးတော့ line နဲ့ဆက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစာကလေးကို line နဲ့ဆက်ဖို့အတွက်ကျွန်တော် line comment ကိုအသုံးပြုပေးမယ်။အဲ့တော့ line comment ဝင်မဲ့ line ကျွန်တော်တို့က line comment ကိုအသုံးပြုပြီးတော့ကျွန်တော်စာကလေးကို line နဲ့ဆက်တဲ့အခါမှာ တိုင်းမီတာတာမိုးတွေမတူဘူးဆိုလို့ရှိရင်ကျွန်တော် line ပမာဝင်မယ် line ပမာဝင်ပြီးရတယ်ကျွန်တော်တို့က keyboard မှာရှိတဲ့ shift key ကို feeder မယ် shift key ကို feed ပြီးတော့ကျွန်တော်က mouse ကနေ right click နှိပ်မယ် share right click share right click ကိုနှိပ်ပြီးရတယ်ကျွန်တော်တို့က time jump ကို click ချင်နေပါ time jump နောက် fast point ကြမယ် fast point ပြီးရင်နောက်ထပ်ကျွန်တော်တို့က share right click time jump ကိုဆက်နေမယ် share right click time jump next point command ထွက်မယ်ဆိုတော့ escape line command ကိုပြန်သုံးကြည့်ဖို့အတွက်ကျွန်တော်က l enter add and ခောက်ပြရနေကျွန်တော် shift right click တန်းချက် first point shift right click တန်းချက် next point command ထွက်မယ်ဆိုတော့ escape အခုဆိုရင်တော့ကျွန်တော်စာခေတွေကိုကျွန်တော် line command ကိုအသုံးပြုပြီးတော့ဆက်ပြီးသွားပြီးနောက်ထပ် test ဆွဲရမှာတော့ကျွန်တော်ဒီမှာ radio demo 5 inch ရှိတဲ့စာခေတစ်လုံးကိုကျွန်တော် radio demo 2 inch ရှိတဲ့ကျွန်တော်စာခေတစ်လုံးကိုဆွဲပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီစာကေတွေကိုဆွဲတဲ့အခါမှာစာစာကေကွန်မန့်ရဲ့ option တွေကမှာတန်းတန်း radio option ကိုအသုံးပြုပြီးတော့ကျွန်တော်ဆွဲပြရမှာဖြစ်ပါတယ် ကျွန်တော်တို့ကဒေါပန်နေမှာရှိရယ်စကဲတူရဲ့အောက်မှာရှိရယ်ညှားလေးကိုကလစ်ချက်နေမယ်ညှောက်ကလစ်ချက်နေပြီးရတယ်ကျွန်တော်တန်တန် radius ဆိုတဲ့ option ကိုကလစ်ချက်နေပါတန်တန် radius option ကိုနှိပ်ပြီးရတယ်ကျွန်တော်က first tangent point ကြာမယ်နော် first tangent second tangent ပြီးရင်ကျွန်တော်ကစကဲ radius တမ်းကိုထည့်ပေးမယ်5 inch 5 and အဲဆိုရင်တော့ကျွန်တော်စာကေကွန်မန်ဒီယာမှာကျွန်တော်တန်တန် radius ဆိုတဲ့ option ကိုအသုံးပြုပြီးတော့စာကေလုံးဆွဲပြီးတော့ဒါဖြစ်ပါတယ် ပြီးရင်ကျွန်တော်ဒီဘက်မှာပုံနေတဲ့ပိုင်းတွေကိုချက်ဖို့အတွက်ကျွန်တော်ဖွင့်ကွန်မန်ကိုအသုံးပြုမယ် TR under under TR under under ခောက်ပြန်ရင်ကျွန်တော်တို့ချက်ကျင်တဲ့ object ပေါ်မှာကျွန်တော်က direct click ချက်ချမယ်ကွန်မန်အတွက်မဆို SK radial 5 demo ရှိတဲ့စာကိတ်လုံးကိုဆွဲပြန်ရင်ကျွန်တော်ကဒီအတွင်းမှာရှိတဲ့ radial 2 inch ရှိတဲ့ကျွန်တော်စာကိတ်လုံးကိုထပ်ဆွဲမယ်ဒီစာကိုလည်းကျွန်တော်က tan tan radio option နဲ့ဆွဲမှာဖြစ်တဲ့အတွက် tan tan radio option ကိုယူမယ်။ပြန်လည်းကျွန်တော်က first tan ကြောင့်ဝင်ကြမယ်နော်။ first tan ကြောင့် ။တက္ကတန်ချက်ပြီးရင်ကျွန်တော်ရီဒီယာဒါမိုထည့်မယ်2 inch under ကျွန်တော်တို့ကစာကြေးရဲ့ပုံရဲ့စိတ်ပိုင်းတွေကိုကြည့်ချင်တာဖြစ်တဲ့အတွက် twin comma ကိုသုံးယူမယ်။ twin comma ကိုသုံးယူဖို့အတွက် tr under under ပြန်လဲကျွန်တော်ချက်မယ် object ပေါ်မှာဒါလေး click ချက်ချမယ်။ကျွန်တော်ဒီအစီအစဉ်ဆွဲပြီးသားပြီဆိုလို့ရှိရင်ကျွန်တော် drawing ရဲ့ကျွန်တော်မလိုအပ်တဲ့အစိတ်ပိုင်းတွေကို twin comma ကိုသုံးယူပြီးကျွန်တော် light ချက်မယ်။ ပမာထမှန်ဆိုတော့ SK ချက်ကတော့ကျွန်တော်ဒီ LL မှာရှိရဒီ polygon ကိုဆွဲပြရမှာဖြစ်ပါတယ်ကျွန်တော်ဒီ polygon ကိုဆွဲတဲ့အခါမှာကျွန်တော်ကအနားတွေကဘယ်နှနာလဲကျွန်တော်အနားကတော့ခြောင်နာအနားကခြောင်နာကိုမှကျွန်တော်တို့က polygon နဲ့ဆွဲတဲ့အခါမှာ i option နဲ့ဆွဲမှာလား c option နဲ့ဆွဲမှာလားဆိုပြီးတော့ကျွန်တော် option ကိုရေးရမယ်ဒီကျွန်တော်တို့ဒီ drawing မှာတော့ကျွန်တော်တို့က i option ကိုသုံးယူထားတာဖြစ်ပါတယ် i option ဆိုတာကတော့ကျွန်တော်ဒီ down နေရာနဲ့ကိုင်းပြီးတော့ကျွန်တော်ဆွဲတာဖြစ်တဲ့အတွက် i option ကျွန်တော်ကဒီ line ရဲ့ center point နဲ့ gain ပြီးဆွဲမယ်ဆိုတော့ကျွန်တော် C option ကိုအသုံးပြုရမှာဖြစ်တယ်။ကျွန်တော်ကဒီ draw ရမှာတော့ကျွန်တော်က i option ကိုအသုံးပြုပြီးဆွဲထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့က polygon မှာကျွန်တော် i option ကိုအသုံးပြုပြီးဆွဲထားမှာဖြစ်ပါတယ်။ဒီ polygon ရဲ့ diameter တန်ဖိုးကတော့ကျွန်တော်2 inch ဖြစ်ပါတယ်။ကျွန်တော်က polygon ကိုဆွဲတဲ့အခါမှာကျွန်တော်က radius တန်ဖိုးကိုပေးပြီးရဆွဲရတာဖြစ်တဲ့အတွက်ဒီ2 inch ရဲ့ကျွန်တော်တဝက်ကိုဆွဲပြရမှာဖြစ်ပါတယ်။2 inch ရဲ့တဝက်ကတော့1 inch ဖြစ်ပါတယ်။ ကျွန်တော်က polygon command ကိုတောင်းချင်ပို့တယ် pol enter pol နဲ့ခောက်ပြန်ကျွန်တော်က number ကို site မှာကျွန်တော်က sip enter sip enter ခောက်ပြန်ကျွန်တော်က center point ကြမယ်ကျွန်တော်ဒီ circle ရဲ့ကျွန်တော် center point မှာကျွန်တော် click ချက်ကြမယ် center point ပြန်ကျွန်တော်တို့မြင်ရသူ i option နဲ့ဆွဲမှာလား c option နဲ့ဆွဲမှာလားဆိုပြီးကျွန်တော်ရွေးချက်ခိုင်းတယ်ဒီ draw ရမှာကျွန်တော်က i option နဲ့ဆွဲထားတာဖြစ်တဲ့အတွက် i enter i enter ခောက်ပြန်ကျွန်တော်တို့က တို့ drawing file မှာကျွန်တော် diameter တန်ဖိုးတွင်းချက်ပေးတယ်ပိုလီဂွန်နဲ့ဆွဲတဲ့အခါမှာကျွန်တော်တို့ကအမြဲတမ်း radius တန်ဖိုးပေးပြီးဆွဲတာဖြစ်တဲ့အတွက်ကျွန်တော်တွင်းချက်ရဲ့တဝက်ကိုကျွန်တော်ကတန်ဖိုးရိုက်ထည့်ပေးရမယ်1 under ဒါဆိုရင်တော့ကျွန်တော်တို့ဒီ element ရှိရဲ့ပိုလီဂွန်ကိုဆွဲပြီးသားဖြစ်ပါတယ်နောက်ပိုလီဂွန်ဆွဲပြီးသားပြီဆိုရင်လည်းကျွန်တော်ဒီပိုလီဂွန်ကိုကျွန်တော် rotate လဲ့ပေးရမယ်ကျွန်တော်က rotate လဲ့တဲ့အခါမှာကျွန်တော်50 degree လဲ့ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့က object တွေကို rotate လှည့်တဲ့အခါမှာကျွန်တော်က나이လက်တန်ရဲ့ဂျောင်းညံကိုလှည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်အပေါင်းတန်ဖိုးပေးရမှာဖြစ်ပြီးတော့ ဆိုတော့ဒါကြီးလက်တန်အတိုင်းလက်ကျင်နေဆိုရင်တော့ကျွန်တော်မိုင်းနက်တန်မပြရမှာဖြစ်ပါတယ်။အာဒီရောမှာတော့ကျွန်တော်တို့အနိုင်လက်တန်ရဲ့ကျောင်းနဲ့ပလယ်ယာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါင်းတန်မိုးတွေပြရမှာဖြစ်ပါတယ်။ကျွန်တော် rotate command ကိုသုံးယူဖို့အတွက်ကျွန်တော် command ပေါ်မှာ AO under under copy ပြရတယ်ကျွန်တော် rotate လက်မြ object ကို select မှတ်မယ် select object under ပြကျွန်တော် base point ကြမယ် base point ကျွန်တော်ကနိုင်လက်တန်ရဲ့ကျောင်းညာလက်ကျင်တာဖြစ်တဲ့အတွက်ပေါင်းတန်မိုးပြရမယ်50 under ဒါဆိုရင်တော့ကျွန်တော်တို့ဒီ drawing တစ်ခုကိုကျွန်တော်ကဆွဲပြီးသားပြီးဖြစ်ပါတယ် ဒီနေ့သင်ခန်းစာဗီဒီယိုမှာတော့ AutoCAD ကိုခုမှစတင်လေ့လာသူတွေအတွက်အတော့ဝင်မယ်။ဒီနေ့တော်ရင်တစ်ခုကို step by step ဆွဲကြပေးကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုနှစ်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကို like share subscribe နဲ့ဒီဗီဒီယိုမိတ်ဆွေက Facebook ကကြည့်နေဆိုရင်လည်းကျွန်တော်ရဲ့ Facebook page ကို like share နဲ့ follow လုပ်ဖို့မမေ့နဲ့နော်။ဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။